မမင်္ဂလာပါပြန်လဲကြိုဆိုပါတယ်ကျွန်တော်တို့တွေဒီခဏတော့ Grade 11 English Unit 9က The future tense were going to in future continuous အသုံးတွေကိုအတူတူလေ့လာကြည့်ကြရအောင်ပါဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel လေးကနေ Grade 11 12နဲ့ပတ်သက်တဲ့များအင်္ဂလိပ်စာသင်ခန်းစာတွေရဲ့တခြားပြပကအင်္ဂလိပ်စာသင်ခန်းစာများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပြီးဥစွာမြတ်တရားခံပြစေဒါဆိုရင် future tense တောင်းကိုကြည့်ကြရအောင်ပါ Nice grammar the future tense were going to in future continuous ကျွန်တော်ဒီ while နဲ့ going to အသုံးနဲ့ပတ်သက်ပြီးတော့မှ English grammar and usage ကိုသုံးပြီးတော့မှတင်ထားပြသားဗီဒီယိုရှိပါတယ်ခင်ဗျာအကရေအဲ့ဒီဗီဒီယိုအဲ့ဒီဗီဒီယိုလေးကိုလေ့လာခြင်းနဲ့ဆိုရင်တော့ညဘက်တော့မှပေါ်လာတဲ့ဗီဒီယိုလေး link ကိုနေပေးလိုက်ပါဒီမှာတော့ကျွန်တော်တို့ while ရော going to ရော future continuous ကိုတော့ boundary တဲ့လေ့လာကြမယ် okay in this lesson we will learn the future tenses will going to and future continuous ဖြစ်ပါတယ် okay so let's go well valve infinite infinite ဆိုတာကတော့ကျွန်တော်တို့အလုံးသိကြတဲ့ valve 0ပေါ့ဗျာ valve 0ကိုထားပြီးတော့မှသုံးရတာတဲ့ဝယ်နောက်မှာ ses တွေမှာပါတယ်မူရင်း valve ပဲလိုက်ပေးရတာပါ well infinite ဒီ future tense ကို affix future arrangement ပုံသေးအနာဂတ်အစီအစဉ်တွေဆိုတာ season ထားပြီးသားအနာဂတ်အစီအစဉ်တွေကိုသုံးတယ်သူက general ရဗျာဥပမာ the wedding will take place at the park hotel park hotel မှာ play hotel မှာမင်္ဂလာပွဲဖြစ်မယ် ဒါကတော့ပုံနေစီစဉ်ထားပြီးသားကိစ္စကိုပြောတာဗျာ There won't be a lecture tomorrow မနေ့ပြန် lecture ရှိမှာမဟုတ်ဘူးတဲ့ဒါစီစဉ်ထားပြီးသားပုံသေးတတ်မှတ်ထားပြီးသားကိစ္စကိုပြောတာ Will they provide lunch at the workshop ဒီအလို့ရုံစနေပွဲမှာ နေ့လယ်စာကျွေးမှာလားတဲ့ဒါကပုံသေးစီစဉ်တွေကိုပြောချင်ရင် will infinitive ကိုသုံးတာတဲ့ Okay what you think or believe will happen in the future အနာဂတ်မှာ ဖြစ်မယ်လို့မိယုံကြည်တဲ့အရာမင်းထင်တဲ့အရာတွေကိုပြောချင်ရင်တုံးတယ်တဲ့ it is commonly used with i think i'm sure i expect i believe အနာဂတ်မှာဖြစ်မယ်လို့ယုံကြည်တဲ့အရာကိုထင်တဲ့အရာတွေကိုပြောချင်ရင်လည်းတုံးတယ်တဲ့အသုံးများတာက i think တော့ i'm sure တော့ i expect တော့ i believe လို့ဆိုရင်လည်းဒီ well five infinite ကိုပဲတွန်းရတယ် i think germany will win the world cup let's have a good breakfast it won't take long ဆိုတာမျိုး where he accept the job offer what do you think ဆိုတာမျိုးပေါ့နော်အဲ့တော့အနာဂတ်မှာဖြစ်ပြမယ်လို့ယုံကြည်တဲ့အရာကိုထင်တဲ့အရာတွေကိုပြောချင်လဲသုံးတယ်သူတေချာတာမဟုတ်ဘူးဗျာသူထင်တာရေပေါ်အားဖြင့်သူယုံကြည်တာသူညော်လဲ့နေဆိုတဲ့အကြောင်းကိုပြောချင်ရင်သုံးတာတဲ့အသုံးများတာကတော့ i think no i'm sure or i expect or i believe လို့ ਨੇ အသုံးတာများပါတယ်တဲ့ဟုတ်ကဲ့စကြည့်ကြအောင်ဆို Now the code where infinite ရဲ့အသုံးက a future action cited to do at the moment of speaking ဒီနေရာမှာအရေးကြီးတာက at the moment of speaking ဆိုတာပဲစကားပြောနေစဉ်မှာ ဆုံးဖြတ်လိုက်တဲ့အနာဂတ်အနာဂတ် action လို့ဆောင်မှုတခုအခုစကားပြောနေတဲ့အချိန်မှာပဲဘာလုပ်မလဲလို့ဆုံးဖြတ်လိုက်တာဟိုးရင်ကလေးကသူကြိုတင်စီစဉ်ခဲ့တာမဟုတ်ဘူးအခုစကားပြောနေနေပဲငါဘာလုပ်မလဲလို့ဆုံးဖြတ်လိုက်တဲ့ကိစ္စမျိုးလို့ဆိုရင်တော့ future action နဲ့ decided to do at the moment of speaking ဒါကိုကျွန်တော်တို့က ယခုလက်ရှိစကားပြောနေတဲ့အချိန်မှာပဲဆုံးဖြတ်ချက်ချလိုက်တဲ့ကိစ္စမျိုးကိုတော့ one နဲ့ပဲသုံးရတယ်။ I watched the essay the essay again. There can be spelling mistake. ငါ essay ကိုပြန်စစ်အောင်မယ်။ spelling error တွေရှိနိုင်တယ်။ဒါအခုမှသူဆုံးဖြတ်လိုက်တာပေါ့နော်။ good service and price all of it စားတော့ရောဝန်ဆောင်မှုရောဈေးနှုန်းရောအကုန်ကောင်းမှုတဲ့ I won't go there again ငါတော့ထပ်မသွားတော့ဘူးနော်ဒါကအခုမှသူအရင်ကကြီးမသွားမှုစီစဉ်ခဲ့တာမဟုတ်ဘူးအခုသွားစားကြည့်မှအစားတောက်တွေရောဝန်ဆောင်မှုတွေရောဈေးနှုန်းတွေရောမကောင်းလို့အခုဆုံးဖြတ်လိုက်တာချက်ချင်းဆုံးဖြတ်လိုက်တာငါအဲ့လိုဘယ်တော့မှမသွားတော့ဘူးဆိုတာမျိုး Once where you choose ဘယ်ဘောင်ရေးချင်မှလဲ the blue or the red one နီလာ အေးအနီလာအပြာလာအဲ့တော့ဒီမှာဒီအခုရွေးချယ်ခဲ့တာဖြစ်တယ်တဲ့ဒီလိုမျိုးအခုလောလောဆယ်စကားပြောနေတဲ့အချိန်မှာဆိုဖက်ချက်ချက်လိုက်တဲ့ကိစ္စမျိုးကို well နဲ့သုံးပါတယ်တဲ့ဒီအကြောင်းကိုကျွန်တော်ဒီ well နဲ့ going to သုံးပါကျွန်တော်ရှင်ပြီးတော့မှပြောပြခဲ့ဘူးတဲ့အရင်ဗီဒီယိုတစ်ပုတ်ရှိတယ်အဲ့ဒီမှာယခုလောလောလလဆုံးဖြတ်လိုက်တာမျိုးဆိုရင် well ကိုသုံးတယ်ကိုရင်ကလေးကလို့ဖို့ဆုံးဖြတ်ခဲ့တာမျိုးဆိုရင်တော့ be going to သုံးတယ်တဲ့ Okay နောက်တစ်ချက် promises ကတိတွေ request request လို့တာတောက်ဆိုတာတွေ refusal ညှင်းပယ်တာတွေ offers ကမ်းလှမ်းတာတွေ petitions ကိုရဲ့ ဒီ Tutankhamun ခမန်းချက်တွေကိုပြောကြည့်ရင်လည်းဒီ world ကိုပဲသုံးတယ် I will have you when your homework ငါမိန့်တဲ့နံပါတ်တပြီးတော့ကူညီမယ်ဒါကဘာလို့လွတ်တာလဲ offers ပေးလိုက်တာဘိုးရင်ငယ်အစီအစဉ်ခဲ့တာမဟုတ်ဘူးလို့ပြောလိုက်ရတယ်အခုမှသူကူညီမှာ they won't lend us any more money တော့တာဘာပဲဆမ်းမှချီတော့မှာမဟုတ်ဘူးတဲ့ဒါ predictions ကိုပြောတာကိုယ့်ရဲ့အဲဘယ်လိုပြောမလဲခမန်းချက်ပေါ့နော်ခမန်းချက်ကိုပြောတာအကြံပြင်းခမန်းချက်ကိုပြောတာ where you buy some bread on your way home မဲအိမ်ပြန်လမ်းမှာပုံပုံဝယ်ခဲ့လို့ရမလားဒါကတော့ request လောက်တာပေါ့နော်အဲ့လိုမျိုးကိစ္စတွေကိုဆိုရင်လည်းကျွန်တော်တို့က future tense ဝယ်ကိုပဲသုံးရပါတယ်တဲ့ Okay နောက်တစ်ကြိမ်ဦးစုပြောင်းဒီမှာကျွန်တော်တပေါင်းတစည်းတဲ့အချက်ကိုလေ့လာကြတာပေါ့ be going to verb infinitive ကြတော့ဘယ်လိုဟာတွေမှာသုံးလဲ something you attend to do in the future အနာဂတ်မှာကိုလှုပ်ဖို့ရည်ရွယ်တဲ့အရာတွေကိုပြောချင်ရင်သုံးတယ်သူကအနာဂတ်မှာကိုလှုပ်ဖို့စီစဉ်ထားပြီးသားအရာဆုံးပြီးသားအရာကိုသုံးတာဝယ်က စီစဉ်ထားပြီးသားအရာမျိုးဘူးအခုမှလို့ပို့ဆွံ့ပြလိုက်တာ going to ကြတော့အစကတည်းကဆွံ့ပြထားပြီးသားအရာကိုသုံးတာပါတဲ့ဥပမာ i'm going to phone shuizen tonight ငါဒီညရှင်စဉ်ကိုဖုန်းဆက်မယ်ဒါဒီ where နဲ့သုံးလို့မရဘူး i'm going to phone shuizen tonight လို့မဟုတ်ဘူးဒါက to ဖုန်းဆက်ဖို့စီစဉ်ထားပြီးသားဒီညမှာဖုန်းဆက်ဖို့စီစဉ်ထားပြီးသားကြတဲ့မျိုး going to phone လို့သုံးတာ he is not going to join a private company သူပုဂ္ဂလိကကုမ္ပဏီတစ်ခုကိုသူက join မှာမဟုတ်ဘူးလေဒါဒီအရင်ကတည်းကမ join မှုသူစီစဉ်ထားပြီးသား အခု what are you going to do when you leave school မင်းတောင်းပြပြီးစမင်းဘာလုပ်မှာလဲဒါကြောင့်မထုတ်ခင်ကလေးကသူစီစဉ်ထားတဲ့အရာကိုမေးတာဖြစ်တယ်အဲ့တော့မလုတ်ခင်ကြိုတင်စီစဉ်ထားတဲ့အရာတွေကြိုတင်ဆုံးဖြတ်ထားတဲ့အရာတွေကိုပြောချင်ရင်ကျွန်တော်တို့က going to ကိုသုံးတယ် where ကိုကြတော့ကြိုတင်စီစဉ်ခဲ့တာမဟုတ်ဘူးအခုစကားပြောနေစမှာပဲဆုံးဖြတ်တဲ့ကိစ္စမျိုးကို where လို့သုံးပါတယ်တဲ့နောက်တစ်ခုက predictions based on present evidence evidence ဆိုတာယခုမြင့်မြင့်တက်တေတွေကိုပြောတာယခုလက်ရှိအခြေအနေတက်တေတာရကတွေကိုကြည့်ပြီးတော့မှဆုံးဖြတ်တဲ့ ခတ်မှန်းပြောဆိုချက်တွေကိုပြောခြင်းလဲသုံးတယ်တဲ့ဥပမာ Floyd was he is going to slip on it တဲ့မြင်ကြီးကရေဆိုနေတာဆိုဆွတ်နေတာဒါကြီးကအခုလက်ရှိကျွန်တော်တို့မြင်နေရတဲ့တက်တွေပဲအဲ့တော့ he is going to slip on it သူချော်လဲတော့မှာဒါကလက်ခုလက်ရှိအသက်တွေကိုကြည့်ပြီးတော့မှအနာဂတ်မှာဘာဖြစ်မလဲဆိုတာကိုခတ်မှန်းပြောဆိုနေမှာသုံးတော့ can you clear ကောင်းကင်ကကြည်လင်နေတာပဲ it is not going to rain today ဒီနေ့မွေးရမှာမဟုတ်ဘူးကောင်းကင်ကြည်လင်နေတယ်ဆိုတော့လက်ခုလက်ရှိ ျွန်တော်တို့တက်သေးတာကယခုလေးရှိမြင့်မြင့်တက်သေးကိုကြည့်ပြီးတော့မှကျွန်တော်တို့ကအနာဂတ်မှာဘာဖြစ်မလဲဆိုတာကိုဆုံးဖြတ်တာဖြစ်တယ်။ဒါကအရင်ကတည်းကဆုံးဖြတ်တာမဟုတ်ဘူးအခုလေးရှိအခြေအနေကိုကြည့်တော့မှဆုံးဖြတ်တာ။နောက်ကို he is very popular နော်အခုလည်းသူလားကောနာမည်လူကြိုက်များနေပြီတဲ့။ is going to win the best player award သူအကောင်းဆုံးဆုကိုသူရမလားတဲ့။အဲ့တော့ဒါကလည်းအခု popular အရင်ဖြစ်နေတဲ့အခြေအနေကိုဆုံးဖြတ်ပြီးတော့မှကြည့်ပြီးတော့မှအနာဂတ်မှာဘာဖြစ်မလဲဆိုတာကို comment ပို့ဆိုနေတဲ့နေရာမှာ be going to ကိုတုံးပါတယ်တဲ့။ဟုတ်ကဲ့နောက်တစ်ချက်ကြည့်ကြအောင်လို့ဗျာ။ နောက်တစ်ခုက the future continuous tense တို့ကတော့ will be plus verb ing ပေါ့ဗျာကျွန်တော်ဒီမှာ tense ပုံစံမျိုးထားမိဘူး continuous event that expect that we expect to happen in the future အနာဂတ်မှာဖြစ်ဖြစ်နေမဲ့ဖြစ်ဖြစ်ဖို့ကျွန်တော်တို့မျှော်လင့်တဲ့စစ်တိုက်ဖြစ်နေတဲ့ဖြစ်ဖြစ်နော်ဒါမှပြီးဆုံးတဲ့ဖြစ်ဖြစ်ပေါ့ဗျာအနာဂတ်မှာစစ်တိုက်ဖြစ်ဖြစ်နေမဲ့မပြီးဆုံးတဲ့ဖြစ်ဖြစ်သူကအချင်းတစ်ချင်းကတ်တက်ချက်ရှိနေမဲ့ this time next week နောက်ပတ်ဒီချိန်မှာဆိုရင် we will be releasing on the sun ငါတို့တဲအဲတဲတောင်ပြင်လေးမှာအနားယူနေကြမှာ now တပတ်ဒီအချိန်မှာငါတို့တက်တော်မြင်လေးမှာအနားယူနေကြမှာ okay rewireless မဟုတ်ဘူးအချိန်တစ်ချိန်ရှိတယ်ဒီအချိန်မှာငါတို့အနားယူနေကြမှာလို့ပြောတာအဲ့အချိန်မှာပြီးဆုံးဒီဘောတော့အနားယူနေကြမှာပေါ့ we won't be staying there for long ငါတို့အဲ့မှာအကြာကြီးတဲခွန်နေမှာအဲ့လိုမျိုးပေါ့နော်အခုက when you be waiting for me near the library ငါတို့ sorry မင်းငါ့ကိုစာကြည့်လိုက်နားမှာစောင့်နေနိုင်မလား ဲသူတို့မေးတာပေါ့နော်ဒီဟာကမေကွေမေးလိုက်တာက where you wait လို့မေးလေရတယ်သူတို့သူကပို့ပြီးတော့မှဖိုးလိုက်ဖြစ်တယ်ဒီလိုသုံးတာကနော်ပို့ပြီးတော့မှယဉ်ကျေးစီခြင်းနဲ့အသုံးကိုဒီလိုမျိုး well be ဖိုင်ခြင်းနဲ့မေးလို့ရပါတယ်တဲ့โอเคနောက်တစ်ခု somebody plans or attention သူစုံတယောက်ရဲ့အစီအစဉ်သူစုံတယောက်ရဲ့ရည်ရွယ်ချက်တွေကိုပြောခြင်းလည်းသုံးတယ် generally in question မေးခွန်းနေမှာတော့အသုံးများတယ်တဲ့ how many nights will you be staying at the hotel main the hotel မှာဘယ်နှညတဲမှာလဲတရားက how many nights will you stay in လဲရတာပဲသူတို့ပို့ပြီးတော့မှ အဲယဉ်ကျေးသွားအောင်ဒီလိုမျိုးသုံးကြတာတဲ့ဒီမှာကတော့ somebody's plan ဆိုတာ attention တစ်စုံတစ်ယောက်ရဲ့အစီအစဉ်တွေရည်ရွယ်ချက်တွေကိုမေးရင်လည်းသုံးတာတဲ့မေးခွန်းတွေမှာပဲသုံးများတယ် where you flying back or going by train man လေးနဲ့ပဲပြန်လာမှာလားတော့မဟုတ်ရထားနဲ့ပြန်လာမှာလားတဲ့ဒါသည်ကျွန်တော်တို့က where you နဲ့မေးလင်ရပြီ where you flying back လို့မေးလင်ရတယ်သူတို့ညာလဲပို့ပြီးတော့မှယဉ်ကျေးအောင်လို့ပါတဲ့နောက်တစ်ခု note မှတ်ထားမယ့်အရာလေးရှိတယ် the present progressive tense ဆိုတာဒီ present continuous ကိုပြောတာ can also be used present continuous tense ကိုလည်းသုံးနိုင်တယ် when action is promised ကိုလို့မဲ့ဒီ action တခုက promise ကတိပေးထားပြီးတော့ arrange season ထားပြီးသား plan season ထားပြီးသားကိစ္စမျိုးတွေမှာ for the near future နိနိကကနာရကာလမှာလုံမယ်လို့စီစဉ်ထားပြီးသားဂရိပေးထားပြီးသားကိစ္စမျိုးတွေဆိုတော့ present progressive tense ပေါ်သုံးလို့ရတယ်တဲ့အဲ့ဒါကတော့ i'm going to question i'm going to video မှာကျွန်တော်ရှင်းပြထားတယ် သူက I'm going to လို့သုံးတော့ I'm going လို့ပဲသုံးတော့သုံးလို့ရတယ်သူရဲ့နှစ်ခုကြားက quartic ကနည်းနည်းပဲရှိတာတို့တော့ညာလဲ present continuous ကိုသုံးမယ်ဆိုရင်ကသူကဆုံးဖြတ်ပြီးပြီး season ပြီးစားကိစ္စမျိုးကိုသုံးတာ I'm going to do something ကြတော့ဆုံးဖြတ်ပြီးပြီးမ season ရသည်ဘူးဆိုတဲ့ကိစ္စမျိုးကိုသုံးတာဖြစ်ပါတယ်တဲ့အဲ့ဒီလိုလေးကိုကြည့်ကြည့်ရင်တော့ကျွန်တော်ညာဘက်တော့မှပေါ်လာတဲ့ဒီ video link ကိုနေပေးလိုက်ပါခင်ဗျာဟုတ်ကဲ့ပါ We a movie to Tangji next week ငါတို့ နောက်ပတ်မှာတုံကျူကိုရှိပြောင်းရမယ်။သူဟာတုံကျူရှိပြောင်းဖို့ဆုံးလန်းဆုံးဖြတ်ပြီးပြီ။သူကအစီလက်စီစဉ်ထားပြီးပြီ။ကိုက်လည်းငားထားပြီးအထုပ်ပွေးလည်းပြင်ဆင်ထားပြီးဆိုတဲ့ကိစ္စမျိုးဆုံးဖြတ်ပြီးပြီးပြင်ဆင်ထားပြီးပြီ။ Okay, I'm not starting my new job till next Monday. ငားတဲ့နောက်နောက်ပတ်လာမဲ့တနင်္လာနေ့ထိငါအလုပ်တက်မှာငါစမလုပ်သေးဘူးတဲ့အဲဒါလိုမျိုးပြောတာပေါ့နော်စမလုပ်ဘူးစီလဲစီစဉ်ထားပြီးပြီအဲ့လိုဆုံးလဲဆုံးပြတ်ထားပြီးပြီလို့ပြောတာ why are you doing this seven ni တင်းညနေမဲ့ဘာလုပ်မှာလဲဘာလုပ်ဖို့စီစဉ်ထားလဲလို့မေးတာအဲ့တော့ ဒီမှာကကျွန်တော်တို့က we are going to move လို့ရေးလိုက်ရင်ကျွန်တော်တို့ကတောင်ကြီးကိုနောက်ပတ်ကျရင်ရွှေ့မှာသို့တော့မစီစဉ်ရသေးဘူးအဲ့လိုမျိုး we are moving လို့သုံးရင်တော့တောင်ကြီးကိုတောင်ပေါ်ဆုံးလဆုံးပြပြီးရွှေ့ကိုလည်းစီစဉ်ပြီးပြီးဆိုတဲ့ပေါ့အတိတ်ပဲပေါ့နော်အဲ့လိုတိတ်ပဲကြွားပါတယ်အဲ့တော့ဒီ present continuous tense နဲ့ဒီ am going to do something သုံးဒီ present continuous ကဆုံးလဆုံးပြပြီးစီလဲစီစဉ်ပြီးပြီးဆိုတဲ့ကိစ္စမျိုး am going to ဆိုတဲ့အတုံးက going to do something ဆိုတဲ့အတုံးက ဆုံးဖြတ်ပြီးပြီမစီစဉ်ရသည်ဆိုတဲ့ကိစ္စမျိုးတွေမှာသုံးတာပါတဲ့ဒါလေးကတော့ note မှတ်သားရန်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့အနည်းချုပ်ပြီးတော့မှကြည့်ကြအောင်ဆိုဗျာ where ကိုကြတော့ကျွန်တော်တို့ fit feature arrangement ပုံဒီ season ထားပြီးသားအစီအစဉ်တွေကိုပြောကြည့်ရင်သုံးတာနောက်တစ်ခုကအနာဂတ်မှာဘာဖြစ်မယ်ဆိုတာကိုသင်တဲ့အခါယုံကြည်တဲ့အခါအတံမျိုးကိုလည်းကျွန်တော်တို့က where infinitive ကိုသုံးတာတဲ့ i think i'm sure i expect i believe တို့နဲ့သုံးရတယ်တဲ့နောက်တစ်ခုကကားပြောနေစဉ်မှာဆုံးဖြတ်လိုက်တဲ့ action မျိုးကိုလည်းကျွန်တော်တို့က ဝယ်ကိုပဲသုံးပါတယ်တဲ့အဓိကအရေးပါတယ် at the moment of speaking ပဲเนาะစကားပြောနေစင်မှာပဲထုံးပြလိုက်တာနောက်တစ်ခုကဂတိကဝတ်တွေ request တောင်းဆိုမှုတွေညင်းပယ်တာတွေကန့်လန့်တာတွေခံမှန်းပြောဆိုချင်တာကိုလည်းကျွန်တော်တို့က well affinity ကိုသုံးတယ်တဲ့နောက်တစ်ချက်က be going to ကြတော့အနာဂတ်မှာကိုဘာလုပ်မယ်လို့ရည်ရွယ်ချက်တွေကိုပြောချင်ရင်သုံးတာ well နဲ့မတူတာသည် သူကစကားပြောနေစဉ်မှာဆုံးဖြတ်ချက်ချလိုက်တာမဟုတ်ဘူးအရင်ကတည်းကဆုံးဖြတ်ချက်ချထားပြီးသားစီစဉ်ထားပြီးသားစီစဉ်တော့စီစဉ်စီစဉ်ရင်လည်းစီစဉ်မယ်မစီစဉ်လည်းမစီစဉ်ဘူးဆုံးဆုံးဖြတ်တော့ဆုံးဖြတ်ထားပြီးသားကိစ္စမျိုးတွေကိုတုံတာဖြစ်တယ်ပြီးတော့မှယခုလက်ရှိတက်တွေတွေကိုခြေခံပြီးတော့မှ command ချက်တွေကိုပြောခြင်းလဲ predictions command ချက်တွေကိုတုံးခြင်းလဲဒီ be going to find infinite ကိုတုံးနေတယ် future continuous tense is you future continuous ကိုတော့တုံးတယ် continuous event that we that we expect to happen in the future အနာဂတ်မှာဖြစ်ဖြစ်မယ်လို့မျှော်လင့်တဲ့ စစ်တိုက်ဖြစ်နေမဲ့ဖြစ်ပတေကိုပြောချင်ရင်သုံးတာပါတဲ့ somebody plans our attention လူတယောက်ရဲ့တစုံတယောက်ရဲ့အစီအစဉ်လေးရည်ရွယ်ချက်တွေကိုမေးချင်လဲဒီ future continuous tense ကိုသုံးတာဖြစ်ပါတယ်တဲ့ okay ဒါဆိုရင်တော့အားလုံးစီမံသွားလိမ့်မယ်လို့ထင်တယ်အကယ်၍ဒီမမမိသေးဘူးဆိုရင်ဗီဒီယိုလေးကိုခဏ pause လုပ်ပြီးတော့မှဒီနေရာမှာဒီအတင်းကျုပ်ကလေးကိုလေ့လာပြီးရကျွန်တော်တို့ exercise ကိုသွားကြရအောင်ခင်ဗျာ how be complete incident when the core future form of the vagabond brackets ကိုနမှာပေးထားတဲ့ verb တွေကိုတဲ့မှန်ကန်တဲ့ future ပုံစံပြောင်းပြီးတော့မှဖြည့်ပေးပါတဲ့ကျွန်တော်ဖြစ်မှာဒီ were တဲ့ going to ရဲ့ where is the ing ရဲ့တုံးခုပေါ့နော် can you wait a few minutes မဲဆောင်းလို့ရမလားတဲ့ခဏဆောင်းလို့ရမလားဟာအဲ့တော့အဲဒီမှာကျွန်တော်တို့ i'm going to drive you လို့တုံးမလား i will drive you to the airport လို့တုံးမလား okay အဖြေကြည့်ကြအောင် I will drive you to the airport. သူကအခုမှဆုံးဖြတ်ချက်ချလိုက်တာလို့ယူဆတယ်ပေါ့နော်။အဲ့တော့မင်းကခဏလောက်ဆောင်လို့ရမလား။ငါအဲမင်းကလိုက်ပို့မယ်လို့ပြောလိုက်တာ။ Okay. I'm so my bike ငါတဲ့ငါရဲ့ဘိန်းကိုရောင်းလိုက်ပြီတဲ့ because ဘာကြောင့်လဲဆိုတော့သူဘာလို့မှလဲကားအသက်တစည်းဝယ်မှာအဲရောင်းလိုက်ပြီပြီဆိုတော့ဝယ်ဖို့သူစီစဉ်ထားပေးစားကိစ္စစီစဉ်ထား sorry ဆုံးဖြတ်ပေးစားကိစ္စဆုံးဖြတ်ပေးစားကိစ္စမျိုးကျွန်တော်တို့က I'm going to နဲ့တောင်းရမယ် I'm going to buy a car okay အဲ့တော့ ဒါဒီ I'm going to ကဆုံးလဆုံးပြပြီးပြီးစီလက်စီစဉ်ရင်စီစဉ်ကောင်းစီစဉ်မယ်မစီစဉ်ရင်လည်းမစီစဉ်သေးဘူး I am going sorry I am buying a car လို့ပြောလိုက်ရင်တော့ဝယ်ဖို့ကိုစီစဉ်ပြီးပြီဆိုတာဒီပဲပေါ့နော် Okay number 3 sorry I made a mistake ငါအမှားလုပ်လိုက်မိတယ်တဲ့ I promise ငါ grip ပြီးပါတယ် I will not do that again I won't do that again ဒါ promise တောင်းဖို့ကျွန်တော်တို့က well ပဲသုံးရတာ Look at those playing playing football ဘောလုံးကစားနေတဲ့ကလေးတွေကိုကြည့်တဲ့သူတို့ဟာဘယ်မှာကွဲတော့မှာဘယ်မှာကိုခွဲမိကြတော့မှာ they are going to break the window ဒါကယခုလက်ရှိ evidence ပေါ့နော်ယခုလက်ရှိအခြေအနေတွေကိုကြည့်ပြီးတော့မှအနာဂတ်မှာမဖြစ်မလဲဆိုတာကိုခံမှန်းပြီးတော့ပြောဆိုတာကြောင့်မို့ present sorry i'm going to ကိုပဲသုံးရတာ going to ကိုပဲသုံးရတာနောက်တစ်ခု about the party this saturday ဒီ lames နေနေမှာ may party party ကျင်းပမှာလားကျင်းပကျင်းပမှာလားဘယ်လိုမေးချင်လဲ Are you having your birthday party this Saturday? ဒီမှာတော့ Are you going to have လို့မေးလဲရတယ်။ဒါတော့ကျွန်တော်အဲတခုတည်းပြတ်ထားတာ Are you going to Are you going to have ကတော့ပုံမှန်အဆင်ပြေတာပေါ့နော်။ကျွန်တော်ဒီမှာဖြေရမှာဒီဒီ present continuous မပါဘူး continuous ဆိုတာကတော့ future တွေပဲနေပေါ့ဗျာအဲ့တော့ဒီမှာ are you going to have your birthday party this saturday ဆိုလဲရပါတယ် okay this time next week လာမယ့်အပတ်ဒီချိန်ဒါတော့ရှင်းသွားပြီငါတို့ဘာလီကျွန်းမှာ နေခံနေကြမှာနေရံလေးခံနေကြမှာ okay i will be sunbathing ဖြစ်ပါတယ် number 7 we have run out of mac ငါတို့ no ကုန်သွားပြီတဲ့မင်းစေးဆိုင်သွားမလား okay ဒါကတော့သူဘာလို့လုပ်တာလဲ request လုပ်တာလို့ပြောလိုက်ရင်ကျွန်တော်တို့က well ပဲသွားတော့မှာပေါ့ well you go okay number 8 look at the fuel gauge fuel gauge ကိုကြည့်လိုက်ပါတဲ့ we ran out of petrol before we reach home တော်တို့အိမ်မရောက်ခင်မှာဒီ C ပထမဆိုတော့ဓာတ်စီပေါ့နော်ဓာတ်စီကုန်းတော့မှာတဲ့အဲ့တော့ look at the fuel gauge fuel gauge မှာပြနေတဲ့ C tanki မှာပြနေတဲ့အကြောင်းအရာကိုကြည့်ပြီးတော့မှအနာဂတ်မှာဘာဖြစ်မယ်ဆုံးဖြတ်တာကြောင့်မို့ကျွန်တော်တို့ကဒါဘာပဲသုံးမှာလဲလက်ရှိ present evidence ကိုကြည့်မှသုံးမှာကြောင့်မို့ going to ပဲသုံးရမှာ we are going to run out of petrol ဖြစ်ပါတယ်နောက်တစ်ခု i don't think ဒါ think တင်တာတို့မျောလင့်တာတို့ဆိုရင်ကျွန်တော်တို့ကဘာပဲသုံးမှာလဲ well ပဲသုံးမှာပေါ့ I don't think I will see Za at the concert tonight. 10. Okay, why I'm away? Nga away ရောက်နေတဲ့အခါမဲ့အပင်တွေကိုရေလောက်မလား?ဒါက request လုပ်တာ။နော်အားကြောင့်မို့ကျွန်တော် will ပဲသုံးရမယ်။ Where you water the plants while I'm away. Okay. Now to we a team buddy meeting in our school by this time next Monday. ဒီလိုမျိုးအချိန်ပြပုတ်တွေပါလာရင်ဒါတွေကျွန်တော်တို့က future continuous tense ခင်ဗျာ။ ကျွန်တော်တို့အကြောင်းမှာတဲ့လာမယ့်တနင်္လာနေ့ဒီလိုအချိန်မှာ Timberty Meeting ကိုနော်ဒီအသင်းဖွဲ့စည်းရေးအစည်းအဝေးကိုကျွန်တော်တို့ကကျင်းပနေကြမှာ We will be holding ဖြစ်ပါတယ်။ထွက် I think think about တနင်္လာနေ့ where ပဲသုံးရမှာပေါ့ဗျာ။ Where provide a buffet breakfast. I think after checking the schedule ချိန်စာကိုစစ်ဆေးပြီးတော့တဲ့နော်ချိန်စာကိုစစ်ဆေးပြီးရင်ငါမင်းစီကို straight away ဆိုတာချစ်ချင်း ငါမင်းကို email ပို့လိုက်မယ်ဆက်စီပြီးရင်တခုခုလုပ်မယ်တော့ season visa ကိစ္စကိုပြောတာ I'm going to email ဖြစ်ပါတယ်14 do you think ဒါတော့ do you think ဒီမှာအချင်းပြုတ်အချင်းပြတ်ပုတ်ပါတယ်ဗျာ in 5 years time ဒီမှာတဲ့မင်းဒီငါနဲ့အတွက်မှာလဲဒီမှာပဲမင်းအဲ့လိုလုပ်နေဦးမယ်ထင်လို့လားလို့မေးတာအဲ့တော့ do you think you will be still working လို့တောင်းမှာ okay last one if you tell them the truth ဒါကတော့ conditional type conditional if you tell them condition type 1လို့ပြောမှာပေါ့နော်ဒါ zero condition နဲ့မဟုတ်ဘူးဒါ first condition နဲ့ if you tell them the truth မဲ့အမှန်ကိုပြောမယ်ဆိုရင်သူတို့မျိုးခွင့်လင်းလိမ့်မယ်အဲ traffic က verb 1 traffic က will တော့မှာ they will forgive you ဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးစပယ်ကြလိမ့်မယ်လို့ထင်တယ် sympathy နဲ့ကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှတ်ချက်ပေးပြပါဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံးဖြတ်ကြရအောင် bye bye ပါလဲ